မာတင်ဝိုက်ဆိုတဲ့ပညာရှင်တယောက်ရှိပါတယ်။သူကမေးခွန်းတစ်ခုမေးလိုက်တာနိုင်ငံတကာဆက်ဆံရေးကိုကျွန်တော်တို့တွေမြင်တဲ့ပုံစံကိုလုံးဝပြောင်းပန်လန်ပစ်လိုက်တယ်။အင်မတန်ရိုးရှင်းတယ်ဒါပဲအင်မတန်အစွမ်းထက်တဲ့မေးခွန်းတစ်ခုပေါ့။အဲ့ဒီမေးခွန်းကနိုင်ငံတကာရေးရလစ်လာမှုနယ်ဘက်ထုတ်ခလုံးကိုကင်လုံးသွားခဲ့ပါတယ်။သူ့ရဲ့အဓိကမေးခွန်းကနိုင်ငံတကာ theory ဘာကြောင့်မရှိရတာလဲတဲ့။ဒါနည်းနည်းတော့ထူးဆန်းတယ်မလား။ဆိုလိုတာကပြည်တွင်းနိုင်ငံရေးမှာဆိုစနစ်ကျ theory တွေရှင်းလင်းချက်တွေအများကြီးရှိနေတာ။ ါမဲ့ကဘာရဲ့အခင်းတွေကိုရှင်းပြနိုင်မဲ့ခိုင်မာတဲ့ theory တစ်ခုတည်းကဘာလို့မရှိရတာလဲလို့ तू ကစင်ခေါ်လိုက်တာပါဒီမိကုန်းတို့ခုတဲ့နေတင်ပညာရှင်လောကတစ်ခုလုံးတူတူလေးလှုပ်လှရှားရှားဖြစ်သွားခဲ့တယ်ဝိုင်းရဲ့အတွက်တော်လေနိုင်ငံတကာနိုင်ငံရေးဆိုတာတတ်တတ်ရရဆိုင်ထားတဲ့ပန်းကြံလို့မဟုတ်ဘူးအချင်းချင်းအသက်ရှင်ဖို့ရုန်းကန်နေရတဲ့တောနဲ့ကြီးနဲ့ပူတူတယ်ဒါကြောင့်ပဲ तू ကနိုင်ငံတကာ theory ဆိုတာအရှင်တန်ရေး theory ပဲလို့ပြောခဲ့တာပါနိုင်ငံတွေဟာ ကိုချင်းတရားတို့စံနှုန်းတွေတို့ထက်အသက်ဆက်ရှင်ဖို့ကိုပဲဦးစားပေးရတဲ့ကျန်းတန်းတဲ့ကစားပွဲကြီးတစ်ခုကိုကစားနေရတယ်လို့သူကမြင်ပါတယ်။ဒါပေမဲ့ဝိုက်ကအဖြေမရှိဘူးဆိုပြီးအဲ့ဒီမှာတန်းလက်လျှော့မတော်ပါဘူး။သူကအဖြေတစ်ခုတည်းကိုရှားမဲ့အစပို့ပြီးတော့ထက်မြက်တဲ့ဖြည့်ရှင်ချက်တစ်ခုကိုတင်ပြခဲ့တယ်။နိုင်ငံတကာဆက်ဆံရေးဆိုတာအပြင်းအထန်တစ်ခုတည်းကိုရှာတဲ့ပုစာတပုတ်မဟုတ်ဘူးခေဆက်ဆက်မပြီးဆုံးနိုင်တဲ့အမြင့်တုံးခုရဲ့အပြန်လန်ငင်းကုန်ဆွေးနွေးမှုကိုနားလည်ဖို့မဖြစ်တယ်လို့သူကဆိုပါတယ် အဲ့ဒီအဆုံးမရှိတဲ့ဆွေနွေးပွဲကို ပုံဖော်နေတဲ့အတ္တိကတွေးခေါ်အစင်လာကြီး၃ရက်ရှိပါတယ်။အဲ့ဒါတွေကတော့ realism, rationalism နဲ့ revolutionism လို့ပါပဲ။ကဲဒီရှုထောင့်သုံးခုကကဘာကြီးကိုဘလို့များမတူညီတဲ့အမြင်တွေနဲ့သုံးသပ်ကြတယ်လဲဆိုတာတစ်ချက်ကြည့်လိုက်အောင်။ဒီသုံးခုကနိုင်ငံတကာဆက်ဆံရေးကိုကြည့်တဲ့မှန်ပြီလူသုံးမျိုးလို့ပါပဲ။ realism ကိုတော့ machiavelli ရဲ့အတွေးခေါ်ရင်းနဲ့ဆက်ဆက်ပြီး rationalism ကိုတော့ grudius နောက်ပြီး revolutionism ကိုတော့ Kant တို့ရဲ့အတွေးခေါ်ရင်းနဲ့ဆက်ဆက်ပြီးပြောလို့ရှိပါတယ်။ကဲပထမဆုံးအစဲလာဖြစ်တဲ့ realism ကိုအရင်ကြီးလိုက်ကြရအောင်။ဒီအမြင်နဲ့အဓိကမေးခွန်းကတော့နိုင်ငံတကာနိုင်ငံရေးဆိုတာအာဏာအတွက်အဆုံးမရှိတဲ့တိုက်ပွဲတစ်ခုပဲလားဆိုတာပါပဲ။ realism ရဲ့အခြေခံအမြင်ကတော့ရှင်းရှင်းလေးပဲ။နိုင်ငံတကာစနစ်မှာအားလုံးကိုအုပ်ချုပ်မဲ့ကမ္ဘာအစိုးရဆိုတာမရှိဘူး။ဒါကြောင့်မင်းမဆီရဲ့ anarchy အခြေအနေဖြစ်နေတယ်လို့သူတို့ကယုံကြည်တယ်။ဒါကပြန်ပတာဖြစ်နေတာကိုဆိုလိုတာမဟုတ်ဘူးနော်။နိုင်ငံကြီးရဲ့အပေါ်မှာဘယ်သူမှမရှိဘူးကို့ကျမကို့ဖန်တီးရတယ်ဆိုတဲ့အသေးပဲပါ။ဆိုတော့နိုင်ငံတိုင်းကကို့လုံခြုံရေးအတွက်ကိုယ်တိုင်ပဲတာဝန်ယူရပြီးအာဏာကိုအဓိကထားရင်ပြိုင်နေကြတယ်လို့ဆိုပါရယ်။ဒီအမြင်ရဆိုရင်ကမ္ဘာကြီးကအမြဲတမ်းစစ်အခြေအနေမှာရှိနေပြီးနိုင်ငံတွေကသာအဓိကဇက်ကောင်နေပါ။နိုင်ငံတကာနိုင်ငံရဲ့ရှင်သန်ရေးအထွေဘာမဆိုလုပ်ရမှာဖြစ်ပြီးနိုင်ငံခြားရေးမူဝါဒမှာ ိုချင်းတရားဆိုတာဇိန်ကားပစီတခုလိုပဲသိနေရမရှိဘူးလို့သူတို့ကမြင်ကြပါရဲ့ဟုတ်ပြီအခုဒုတိယတစ်ခုဖြစ်တဲ့ rationalism ကိုကြည့်အောင်ဒါကတော့အစွန်းတစ်ခုကြာကအလယ်လန်းစင်လို့ပြောလို့ရတယ်နိုင်ငံတွေပူးပေါင်းဆောင်ရွက်နိုင်တဲ့နီးလိုက်တယ်ရောမရှိနိုင်ဘူးလားဆိုတဲ့မေးခွန်းနဲ့သူကစတင်ပါတယ် rationalism တော့နိုင်ငံတွေဟာမြန်မ်းတိုက်ခိုက်နေတာမျိုးမဟုတ်ဘဲတန်တမာရေးနိုင်ငံတကာဥပဒေပြီးတော့အချုပ်အခြာအာဏာကိုအပြန်အလှန်လိစောင်းမှုလိုမျိုး ဒွန်တန်ဘိုးရီနဲ့ဖွဲ့စည်းထားတဲ့နိုင်ငံများရဲ့အတိုက်အဝန်း Society of States တခုအဖြစ်တရှိနေတယ်လို့ယုံကြည်ပါတယ်။ဒီအမြင်ကတန်တမရေးရနဲ့နိုင်ငံတကာဥပဒေရဲ့အရေးပါပုံကိုအတော်လေးအလေးပေးတယ်။နိုင်ငံတွေကြားမှာပုံအကျိုးစီးပွားတွေရှိနိုင်တယ်ပြီးတော့အချင်းချင်းပူးပေါင်းဆောင်ရွက်ခြင်းအပြင်ဒီငင်အချမ်းမှုကိုဖန်တီးနိုင်တယ်လို့သူတို့ကမြင်ပါတယ်။နောက်ဆုံးတစ်ခုကတော့ revolutionism ပါဒီအမြင်ကတော့နိုင်ငံဆိုတဲ့နယ်နိမိတ်တွေကိုတောင်ကြော်ပြီးတော့ လူသားမျိုးနွယ်တရားလုံးကိုအဓိကထားစဉ်းစားပါတယ်။ Revolutionist တွေကနိုင်ငံတွေထက်လူသားမျိုးနွယ်တစ်ခုလုံးကိုအဓိကထားတယ်။သူတို့ကနိုင်ငံတွေရဲ့အချုပ်အခြာအာဏာထက်လူသားလုံးတက်တရားမျှတတဲ့ကမ္ဘာစနစ်တစ်ခုကိုတည်ဆောက်ဖို့ရည်ရွယ်ပါတယ်။ဒီအမြင်ကမန်ငယ်မန်ငယ်တလဲဆိုတဲ့ကိုချင်းတရားကိုအခြေခံတယ်။နိုင်ငံသားဖြစ်ခြင်းထက်လူသားဖြစ်ခြင်းကိုပို့တံပိုးထားပြီးအလုံးအတွက်တရားမျှတတဲ့ကဘာကြီးကိုတိဆော့ဖို့ကြိုးပမ်းတယ်။ဒီထဲမှာလည်းအဆိုးနှံဖက်ရှိနိုင်တယ် ကမ်းလူမျိုးနိုင်ငံတွေပူပေါင်းပြီးကမ္ဘာငြိမ်းချမ်းရေးတည်ဆောက်ကြမယ်ဆိုတဲ့ပျော်ပြောင်းတဲ့အကြွေးခေါ်ကနေလီနီနမျိုးလက်ရှိစနစ်တစ်ခုလုံးကိုတော်လှန်ပြောင်းလဲပေးရမယ်ဆိုတဲ့ပြင်းထန်တဲ့အကြွေးခေါ်အထိရှိနိုင်တယ်။ကဲဒီသုံးခုကိုဘေးချင်းရင်ကြီးလိုက်အောင်တို့ရဲ့အဓိကပိုင်းနိုင်တွေဘလုံးကွာခြားတယ်လဲဆိုတာရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်။ realistic ကအာဏာနဲ့ရှင်သန်ရေးကိုပဲကြည့်နေချင်းမှာ rationalist တွေကနိုင်ငံတွေကြားတည်ငြိမ်မှုကိုရှာဖွေပြီး revolutionist တွေကတော့လူသားအလုံးအတွက်တရားမျှတမှုကိုတောင်းဆိုကြတယ်။ ကမ္ဘာကိုဘယ်သူကအဓိကမောင်းနေတယ်လဲဆိုတဲ့အမြင်မှာလဲနိုင်ငံတွေလားလူသားတွေလားဆိုပြီး क्वे ပြနေတာကိုတွေ့ရပါမယ်။ Why ရဲ့အတွေ့အခေါ်တွေကဒီမှာပဲရပ်မသွားခဲ့ပါဘူး။သူဟာနိုင်ငံတကာဆက်ဆံရေးလေ့လာမှုမှာအင်မတန်အရေးပါတဲ့အမွေအနှစ်တကူကိုခြံထားခဲ့ပါတယ်။သူရဲ့ဒီသုံးသပ်ချက်တွေကနေနောက်ပိုင်းမှာအင်္ဂလိပ်ကိုင်းတို့ခေါ်တဲ့နိုင်ငံတကာဆက်ဆံရေးအတွေ့အခေါ်ကိုင်းတစ်ခုကိုမွေးဖွားပေးခဲ့ပါတယ်။ ဟက်ဒလီဘူးလိုမျိုးထင်ရှားတဲ့ပညာရှင်တွေဟာသူ့ရဲ့အတွေးခေါ်တွေကိုဆက်ပြီးတော့ရှင်းတန်းအောင်ဖိုးပြီးတော့ကြေပြန့်အောင်လှုပ်ဆောင်ခဲ့ကြပါတယ်။ဒါကြောင့် why ရဲ့အကြီးမားဆုံးအမွေအနှစ်ဟာအဖြစ်တစ်ခုတည်းကိုပေးခဲ့တာမဟုတ်ပါဘူး။သူ့ရဲ့တကယ်တန်ဖိုးကနိုင်ငံတကာနိုင်ငံရေးမှာအမြဲတမ်းတည်ရှိနေမဲ့ဒီအမြင်မတူမှုတွေအားပြိုင်မှုတွေကိုနားလည်နိုင်ဖို့စဉ်စားတွေးခေါ်စရာမူဖောင်းတစ်ခုဒါမှမဟုတ်မြေပုံတစ်ခုကိုပေးခဲ့တာပဲဖြစ်ပါတယ်။သူကနားပေးထားတာမဟုတ်ပဲငါးဖက်နီးကိုတင်ပေးခဲ့တာနဲ့တူပါတယ်။ ဒါကြောင့် why the dsl la 300ဆိုတာတမိုင်းစာအုပ်ထဲကဖတ်ရတဲ့အကြောင်းအရာတွေတတ်တတ်မဟုတ်ပါဘူးဒီနေ့ကဘာမှဖြုတ်ခဲ့နေတဲ့တဏ္ဍမရေးရာတွေပဋိပက္ခတ်တွေနဲ့နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတွေကိုခွဲခြားဆက်ဖြာဖို့အတွက်အလွန်အတုံးဝင်တဲ့လက်တွေ့ကြတဲ့ကိရိယာတွေအဖြစ်ရှိနေစေပါကဲအဆုံးသတ်အနေနဲ့မိခုံးတစ်ခုနဲ့အဆုံးသတ်ချင်ပါလေမြမော့ခက်ကဘာအရေးခင်းတွေကိုကြည့်ပြီးဒီအစင်အလာ၃ခုတည်းကဘယ်ဟာကအခုအချိန်မှာဩဇာအကြီးဆုံးအနိုင်ရနေတယ်လို့ထင်ပါမလဲ realistic ရဲ့အာဏာပြိုင်ဆိုင်မှုလား rationalistic ရဲ့ပူပေါင်းဆောင်ရွက်မှုလားဒါမှမဟုတ် revolutionistic ရဲ့ကမ္ဘာလုံးဆိုင်လာတရားမျှတမှုတောင်းဆိုတမ်းနေလားဒါကတော့စပီးစဉ်းစားကြရပါမယ်